ဈေးကူးမြို့နယ်အဆက်ကဈေးရုံပုံကျဲခဲ့ရပြီးမိဖွားပိစမြို့သမီးတူဦးတေဆုံးက12ဦးခန့်ထိခိုက်ဒဏ်ရာရတဲ့တဲ့ဒီမော့ဆိုမှာလူ9000ဝန်းကျင်မိခိုအထရာရေထွက်ပေါက်ကိုထိန်းသိမ်းဖို့တစ်ပေစိုက်ပြွေးတဲ့တဲ့မိုးပြဲမှာစစ်တပ်ကရှေ့တန်းမှာပြင်းလို့ပြစ်သူစစ်အပြင်အမျိုးသမီးရဲမေတွေပါအတုံးပြူးနေတဲ့တဲ့စရက်ဖက်ဒရယ်အဖေရဲ့နေ့စဉ်သတင်းတွေကိုတိဆက်ပေးပါမယ် ်မင်္ဂလာပါဒီနေ့ဆိုလ24ရက်ဖက်ဒရယ်ဖွင့်နေ့စစ်တင်းနဲ့နိုင်ငံတကာသတင်းတွေကိုတက်ဆက်ပေးပါမယ်နောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါမန္တလေးတိုင်းနေသားကြီးဈေးကူးမြို့နယ်နဲ့မတရားမြို့နယ်အဆက်ကမြစ်တာနနရက်ကန်းစင်ဆေးရုပ်ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေနှစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့်မိဖွားပြီးစအမျိုးသမီးတဦးသေဆုံးခဲ့ပြီးစနဦးတိုက်ခိုက်တယ်ရရှိခဲ့တယ်လို့ပြည်ဦးလူခရိုင်ပတ်ကဖကဒီနေ့မှထုတ်ပြန်ထားပါတယ် ဇိုလာ22ရက်နေ့ညစက်နိုင်ဝန်းကျင်လောက်မှာအစူပါ6ရက်ကို Jet Fighter လေးနဲ့ပေါင်300ဘုံနှလုံးကျဲချခဲ့တာဖြစ်ပြီးတာပါမီရဲ့အဆောင်အပါဝင်အဆောက်အုံ3လုံးပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။တိဆုံသွားတဲ့အမျိုးသမီးဟာအသက်30အရွယ်ရှိပြီးမတရားမြှုပ်နှံဆေရော်လန်းခွဲကျေးရွာကနေဇီယိုကိုမိဖို့ဖို့လာသူဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူ12ဦးထက်ကအသက်35နှစ်အရွယ်အမျိုးသမီးတူကလည်း ်ပြင်းထန်တရားရကစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကလည်းဇီးကူးမြို့နယ်ကျင်တောက်ပေါက်ရွာကဇေယုံဝင်းအတွင်းကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခတ်ခဲ့တာကြောင့်အမျိုးသမီးတဦးသေဆုံးခဲ့ပြီးတဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ဂရီနီပြည်ဒီမော့ဆိုအနောက်ချမ်းတနေရာမှာလူ9000ဝန်းကျင်မိခိုအားထားနေရတဲ့ရေထွက်ပေါက်ကိုထိန်းသိမ်းဖို့ကလင်းမောက်တိတ်အဖွဲ့ရဲ့ဦးဆောင်မှုနဲ့အဖွဲ့၅ဘွဲ့ကပူးပေါင်းပြီး မနေ့ကတစ်ပေစိုက်ပျိုးခဲ့ကြပါတယ်။တစ်ပေစိုက်ပျိုးရမှာကာရိုမီ၊ထော့ပတ်၊ကော်ဖီ၊ရမနေ၊ tissue ၊ခရီးမကြီးစားရဲ့နစ်ရှေပေအလပန်းပေနဲ့ဒီစားပေတွေကိုရောစိုက်တာဖြစ်ပြီးအပင်စုပေါင်း4500ဝန်းကျင် စိုက်ဖို့အရာထားပေမယ့်အခုလက်ရှိ အပေ900တာစိုက်ပျိုးသေးတာဖြစ်ပါတယ်။အဆိုပါတစ်ပေစိုက်ပျိုးမှုကဒေတာခန့်တွေအတွက် အကျိုးသက်ရောက်မှုမြများစစမရှိပေမယ့်တဘဝကိုထိမ့်သိမ့်ဖို့အပင်စိုက်ပြုလို့ရတယ်ဆိုတာကိုဒိရခန်တင်ရှိစေတယ်လို့ Glenmore တိုင်အဖွဲ့ဝင်မအုပ်က Federal Affair ကိုပြောပါရယ်စိုက်ပြုပြီးသားအပင်တွေကိုပြုစုထိမ့်သိမ့်ဖို့ကော်မတီတစ်ခုလည်းဖွဲ့စည်းထားပြီးလက်ရှိကဘာမြေကြီးငှက်ငန်းလာတာပူနွေးပြီးပြောင်းလဲလာတာကို လူတိုင်းအသိဖြစ်တာကြောင့်တော်ရဲကာလမှာဆက်လက်တိုက်တိပီတွေထိမ့်သိမ့်တာကိုလည်းတပြိုင်တည်းလှုပ်ဆောင်ကြဖို့မအုပ်ကတိုင်းသွင်းထားပါရယ် ရှမ်းဂရီနီနဲ့ဆက်မိုးပြဲမြို့မှာစစ်ကောင်စီနဲ့တော်လဲပူပေါင်းတပ်တွေကတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်က PNO ပြည်သူ့စစ်အပြင်အမျိုးသမီးရဲမိတွေပါရှေ့တန်းမှာအုံပြုနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်တူက Federal Affairs ကိုပြောပါတယ်။ပြီးခဲ့တဲ့တလကျော်ကလေးကအင်အားအလုံးရင်းနဲ့မိုးပြဲကိုစစ်ကြောင်းထိုးနေပြီးစိန်ငွေဘုံရီနဲ့လည်းမကြာခဏပြစ်ခတ်တယ်လို့ဆိုပေမဲ့ Federal Affairs ကတော့တိကျအတိပြုနိုင်ခြင်းမရှိသေးပါဘူး။မိုးပြဲဟာ နေပြည်တော်ကောင်စီနယ်မြေနဲ့နီးကပ်တဲ့တွင်စစ်ရေးအရအရေးပါနေရကြောင်းစစ်တပ်ကအခုလိုအပြင်းထန်ထိုးစစ်ဆင်နေရလို့သိရပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကအစရေးနဲ့အီရန်တို့ကြားစနေရကြာစစ်ပွဲကိုအဆုံးသတ်တဲ့လောကအပြစ်ခတ်ရက်စဲရေးကိုမနေ့ကသတင်းလာနေမှာကြေညာခဲ့ပါတယ်။ဒီနေ့အင်ကာနဲ့အစောပိုင်းကအီရန်က အစရေးအလယ်ပိုင်းမြို့နှမြို့ကို ဒုံကျည်နှစင်းပြစ်လုခဲ့တယ်လို့အစရေစစ်တပ်ကအတီးပြုပြောဆိုခဲ့ပြီးဒုံကျည်ထိမှန်ခဲ့တာကြောင့် BR ရှီတာမြို့ကအဆောက်အုံတစ်ခုထိခိုက်ခဲ့ပြီးလူ3ဦးသေဆုံးခဲ့တယ်လို့အစရေမီဒီယာကဖော်ပြထားပါတယ်တီဟီရဘက်ကလည်းအပြစ်ခတ်ရက်စဲရေးကိုသဘောတူတယ်လို့အီရန်အရာရှိတူကအစောပိုင်းမှာအတီးပြုပြီးအစရေရဲ့တိုက်ခတ်မှုတွေကိုမရက်သိမ့်ရင်တော့အပြစ်ရက်မှာမဟုတ်ဘူးလို့အီရန်နိုင်ငံခြားရေးဝန်ကြီးကပြောခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာတော့အမေရိကန်ကမြစ်တာရက်ခံတာကြောင့်အပြည့်ရက်လိုက်ပြီးလို့အီရန်နိုင်ငံပိုင်သတင်းဌာနကနေကြေညာသွားပါတယ်။ဒီသတင်းကို ရိုက်တာသတင်းဌာနကိုကိုးကားဖော်ပြထားတာပါ။ထိုင်းစစ်တပ်နဲ့ရေတပ်တို့ဟာကမ္ဘောဒီးယားရဲ့ထိုင်းပိုင်နယ်အပေါ်ချိတ်ချမှုကြောင့်ထိုင်းပြည်နယ်၅ခုမှာကမ္ဘောဒီးယားနဲ့ကဲ့ရဲ့ရေပိုင်နက်တွေကိုပိတ်ထားတယ်လို့သမ္မတပြောရေးစုခွင့်ရှိသူကပြောပြီးတော့ခရီးသွားလာတဲ့ ကုတ်တွယ်မှုတွေကိုပါပိတ်ထားပါတယ်။ဒါပေမဲ့ထိုင်းစစ်တပ်ကလူသားချင်းစာနာထောက်ထားမှုတွေကြောင့်အရေးပေါ်လူနာတွေ၊ကျောင်းသားတွေနဲ့ပြည်သူတွေရဲ့နှစ်စင်မဝအတွက်လိုအပ်တဲ့လှုပ်ဆောင်မှုတွေအတွက်ကိုတော့နေဆက်ပြတ်ကျော်ခွင့်ပေးထားတယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာလည်းထိုင်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးနဲ့အမျိုးသားအကတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် NACC ကထိုင်းဝန်ကြီးချုပ်ပီတုံတန်ရှင်နာဝုနဲ့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်တို့အကြားဟုတ်ပြောဆိုမှုပေါက်ကြားလာတဲ့ကိစ္စနဲ့ပတ်သက်ပြီးထိုင်းဝကြီးချုပ်ကိုစစ်ဆေးမဲ့တရားရုံးအစည်းအဝေးကိုဇူလိုင်လ၁ရက်နေ့ကိုတက်မှတ်လိုက်တယ်လို့ပြောပါရယ်ဒီသတင်းကိုဘန်ကောက်ပို့စ်တင်ဌာနကနေကိုကတင်ဆက်ထားတာပါပြီးခဲ့တဲ့စက်တင်ဘာလကနယူတာနီပင်နယ်ကအထင်ကြီးရလမပေါ်မှာတက်စလာရဲ့အလိုအလျောက်မောင်းနှစ်စနစ်ပါတဲ့2024 model SUV တင်မမှုကြောင့် ကားပေါ်ပါလာတဲ့လူ၃ဦးတေဆုံးခဲ့တဲ့ကိစ္စတွေတက်စလာကားကုမ္ပဏီကမနေ့ကတနင်္လာနေ့ကတရားစွဲခံရပါတယ်။အစိုးရရင်သိမ်းမောက်မှုကြောင့်အသက်50ကျော်ဇနီးမောင်နဲ့အူနဲ့စစ်ခုနဲ့အရွယ်သမီးတူပါဝင်ပြီးသူတို့၃ဦးတေဆုံးခဲ့ရကသူတို့ရဲ့တန်ရတဲ့မိသားစုဝင်ကဘီလီယနာအီလိုမတ်ဦးဆောင်တဲ့တက်စလာကားကုမ္ပဏီကဒီကိစ္စအတွက်အချိန်မီသုံးပြန်ပြီးတစုံတရာမှတ်ချက်ပေးတာမျိုးမရှိဘူးလို့ပြောပါရတယ်။ အလားတူဖြစ်ရမျိုးအရင်ကလည်းဖြစ်ခဲ့ပူတာကြောင့်တက္ကသပြည်နယ်မှာအခြေစိုက်တဲ့ Elon Musk ရဲ့ကားကုမ္ပဏီကထုတ်လုပ်တဲ့ကားတွေရဲ့အလိုအလျောက်မောင်းနေတဲ့စနစ်နဲ့ပတ်သက်ပြီးမေကူထုတ်ခံရသလိုပုံမှန်လမ်းပတ်ဆက်သွယ်ရေးအခြေအနေကိုဘင်းကင်းအောင်ကြိုက်တွင်နိုင်စွမ်းမရှိသေးဘူးလို့လည်းဝေဖန်ခံရပါတယ်။ဒီသတင်းကိုလည်း Reuters သတင်းဌာနကကိုးကားဖော်ပြထားတာပါ။ဒီနေ့ဇွန်လ24ရက်ဖက်ဒရယ်အဖွဲ့ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါ။ 怎么，你们外星？